ခရစ်တော်ဘုရားရဲ့မျက်နှာမှ၌မင်္ဂလာပါဓမ္မမိတ်ဆွေတွေကိုဒီနေ့နောက်ဆုံးသောကာလအပိုင်း၃ကိုဆက်လက်ပြီးတော့ဝေငှချင်ပါတယ်နောက်ဆုံးသောကာလအပိုင်း၃ကိုလေ့လာတဲ့အခါမှာဒါဟာဓမ္မကျမ်းစာပြောပြချက်တွေကိုဒီကနေ့ဖြစ်နေတဲ့ကမ္ဘာရဲ့အခြေအနေပြည့်စုံနေတဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်ဆင်ခြင်သွားမှာဖြစ်ပါတယ်စိုးညုပ်ပြီးတော့မှစစ်မှတ်တွေထူပြောလိမ့်မယ်လို့ဓမ္မကျမ်းစာကဘယ်လိုဆိုထားသလဲဆိုရင်နှစ်တိအခန်းကြီး၃အငယ်၁မှာနောက်ကာလ၌ခဲရင်သောကာလဖြစ်မိကို တိမတ်ကြလော့ကျမ်းစာဒီလိုပြောပါတယ်နောင်ကာလကြရင်ခဲရင်တဲ့ကာလဖြစ်မယ်ဘာဒီခဲရင်မလဲကျမ်းမာရေးအတွက်ခဲရင်မယ်စေကုသရတာခဲရင်မယ်စာဝတ်နေရေးခဲရင်ခဲရင်မယ်ခရီးသွားရတာမြန်ပေမဲ့ခဲရင်မယ်ပတ်စပို့လောက်ရတာခဲရင်မယ်နိုင်ငံကူးတနိုင်ငံနဲ့တနိုင်ငံခံစီးပွားရေးလုပ်ဖို့ရန်အတွက်ခဲရင်မယ်လွယ်လွယ်လေးနဲ့မဖြစ်ဘူး အရရဟာဒီကနေ့ခဲရင်နေတဲ့ကာလဖြစ်နေတယ်ဆိုတာတမကျန်းစာပြောပါတယ်အငယ်73မှာပါဆက်ပြောလဲဆိုရင်စိုးညစ်တော်လက်ဖြာတော်သူတို့မူကားသူတပားကို၎င်းကိုကို၎င်းလက်ဖြာ၍စိုးညစ်ချင်း၌တရွေ့၍တရွေ့၍တိုးပွားကြလိမ့်မည်လို့ပြောပါတယ်ဒီကနေ့ကဘာပေါ်မှာစိုးရုပ်တဲ့အရာတစ်နေ့ထက်တစ်နေ့ပို့ပြီးတော့တိုးပွားလာတာကိုတတိထားမိကြမှာပါ ကဘာကြီးကတိုးတက်တယ်လို့ကျွန်တော်ပြောရပေမဲ့တကယ်တမ်းဆိုရင်စိုးရုပ်တဲ့အရာတွေတစ်နှစ်တခြားတိုးပြီးတော့တိုးပြီးတော့ပွားလာတယ်မကောင်းတဲ့ဗီဒီယိုဇာတ်ကားတွေပေါ်လာတယ် online မှာကျွန်တော်ကြည့်ပါမကောင်းတဲ့ဓာတ်ပုံတွေအများကြီးမြင်ရမယ်မကောင်းတဲ့စာပေတွေချင်းချောက်တဲ့စာပေတွေအများကြီးကျွန်တော်တွေ့ရမယ်မကောင်းတဲ့အကျင့်စရိုက်တွေကျွန်တော်တည်င်းကိုဖတ်ကြည့်တဲ့အခါမှာထူးထူးဆန်းဆန်းကျွန်တော်ကြားရတယ်ဒီအရာတွေဟာမကောင်းတဲ့အရာတွေတွေ့တွေ့တိုးပွားလာတယ် ခရစ်တော်ဘုရားပြန်ကြွလာဖို့နီးလေလေဒီအရာကများလာလေလေပဲဒါကြောင့်မလို့ဤအရာများလာတာကိုကြည်တော်အဖြစ်တမန်ကျမ်းစာတကယ်ပြည့်စုံနေပြီခရစ်တော်ပြန်ကြွလာဖို့တကားဝနာမှာရောက်နေပြီဖြစ်တယ်ဆိုတာကျွန်တော်တို့သတိထားဖို့ရန်အတွက်လိုအပ်တယ်ဒီအစီအစဉ်ကိုနားထောင်နေတဲ့မိတ်ဆွေရဲ့အသက်တာမှာတမန်ကျမ်းစာပြောနေတဲ့အရာကိုဆင်ခြင်ဖို့ရန်အတွက်လိုအပ်ပါတယ်တကယ်တော့ဒီအရာတွေအားလုံးကတမန်ကျမ်းစာထဲမှာပါပြီးသားဖြစ်တယ်ဒါမဲ့ကျွန်တော်တို့ကကျမ်းစာမဖတ်ဖတ်ရင်လဲကျွန်တော်တို့ အသေးစိတ်တကယ်တမ်းသတိမထားမိတဲ့အတွက်ကဘာကြီးပါဖြစ်နေသလဲဆိုတာကျွန်တော်အလေးမထားဘူးခရစ်တော်ဘုရားရဲ့ကြွလာခြင်းကိုလည်းကျွန်တော်သတိမမူဘူးဖြစ်နေတယ်ဒါကြောင့်မလို့ဒီသမားကျမ်းစာကိုကြည့်တဲ့အခါမှာပျက်စီးခြင်းဆိုးရုပ်ခြင်းတရွေ့ရွေ့တိုးပွားလာတဲ့အတွက်သမားကျမ်းစာပြည့်စုံနေပြီမဿဲအခန်းကြီး24အငယ်6မှာဘာပြောလဲဆိုရင်စစ်တိုက်ခြင်းအကြောင်းကို၎င်းစစ်တိုက်အံ့သောငါတည်င်းစကားကို၎င်း ပြောကြပြောရကြလိမ့်မည်လို့ပြောထားပါတယ် ဒါသခင်ယေရှုခရစ်တော်ပြောတဲ့စကားပါအခုသတင်းစာတွေကိုဖတ်ကြည့်ပါဘယ်နိုင်ငံမှာစစ်တိုက်ပွဲဖြစ်နေတယ်လူဘလောက်သေတယ်ဘယ်နိုင်ငံမှာတော့ဘာဖြစ်နေသလဲဆိုတာကျွန်တော်တို့ဂျူရုသတင်းကိုပဲကြည့်ကြည့်ကျွန်တော်တို့တွေ့ရပါတယ်နိုင်ငံအတွင်းထဲမှာလည်းရှိတယ်ကမ္ဘာမှာလည်းရှိတယ်ဒီအရာကိုကျွန်တော်တို့စဉ်းစားကြည့်တဲ့အခါမှာဒါလည်းခရစ်တော်ပြပြောတဲ့အချက်ပြည့်စုံနေပြီဖြစ်တယ်ကြောင့်လို့ကဘာပေါ်မှာဖြစ်နေတဲ့အရာဟာအလကားဖြစ်နေတာမဟုတ်ဘူး။သခင်ယေရှုခရစ်တော်ဘုရားပရောဖက်ပြုထားတဲ့အချက်တွေအနာဂတ်ကြံ ပြည့်စုံနေခြင်းပဲဖြစ်နေတဲ့အတွက်ခရစ်တော်ဘုရားသခင်ကိုကျွန်တော်တကယ်ပဲစောင့်မျှော်ဖို့အသက်တာကိုပြင်ဆင်ဖို့ရန်အတွက်လိုအပ်ပါတယ်။ဒီနေ့ဒီနေ့ကျွန်တော်ထမင်းစားလိုက် အလုပ်လုပ်လိုက်ငွေရှာလိုက် သုံးလိုက်ဒီလိုအချိန်ကုန်ဖို့ရန်အတွက်မဟုတ်ပါဘူး။ဒါကြောင့်ကျွန်တော်ရဲ့အသက်ဝိညာဉ်အတွက်ပြင်ဆင်ဖို့လိုအပ်ပါတယ်။မာသဲ24အငယ်38 38မှာဗာထပ်ပြောသေးလေ။လောနောအေလက်ထက်၌ဖြစ်တဲ့ကဲ့သို့ဖြစ်လိမ့်မည်တဲ့။နောအေလက်ထက်တုန်းကဗာဖြစ်တယ်လဲဆိုရင်လူတွေဟာအကျင့်စရိတ်တတ်တွေပြတ်ပြားပါတယ်။ နော်အကျန်းဖက်မှုတွေများပါတယ်အခုချိန်မှာလည်းကဘာပေါ်မှာကြည်ပါအကျန်းဖက်မှုတွေအင်မတန်များပါတယ်အပြစ်မရှိတဲ့သူကိုဘုံခွဲတိုက်ခိုက်တာတို့အပြစ်မရှိတဲ့သူကိုတနတ်နဲ့ပြစ်တတ်တာတို့အပြစ်မရှိတဲ့ကလေးတွေကိုပြစ်တတ်တာတို့ကျွန်တော်နေရအနက်ကျွန်တော်ကြားရတယ်ကဘာပေါ်မှာဒီအရာဟာနော်အလက်ထက်နဲ့ဖြစ်တဲ့သို့တကယ်ပဲဖြစ်နေပါပြီလူတွေရဲ့အကျင့်တွေဟာဖောက်ပြန်ပျက်စီးနေပြီဆိုတာကျွန်တော်တွေ့ရပါတယ်လူကာ20နဲ့1အငယ်25မှာဗာထပ်ပြောလဲဆိုရင် မြေကြီးပေါ်မှာလဲလူအမျိုးမျိုးမငြိမ်မသက်စိုးရင်ချင်းကြောက်ကြချင်းဖြစ်ကြလိမ့်မည်လို့ပြောပါတယ်မြေကြီးပေါ်မှာเนาะလူအမျိုးမျိုးလို့ပြောပါတယ်เนาะမြေကြီးပေါ်မှာရှိတဲ့လူအမျိုးမျိုး အခုဘယ်နိုင်ငံကိုပဲကြည့်ကြည့်စီးပွားရေးမငြိမ်သက်ပါဘူးနိုင်ငံရေးမငြိမ်သက်ပါဘူးကျမ်းမာရေးအကြောင်းလဲစိုးရင်နေရပါတယ်ဒါကြောင့်မလို့လူတွေရဲ့နှလုံးသားကလည်းငြိမ်သက်မှုမရှိတော့ဘူးနေစင်နဲ့အမြတနေ့တနေ့ စိုးရိမ်နေရတယ်။ဒါအေယာကိုတွေးကြည့်တဲ့အခါမှာခရစ်တော်ဖျားသခင်ပြောတဲ့နှုတ်ကပတ်တော်ဟာမနစ်ကတဲ့ဒီနှစ်ပို့ပြီးတော့ပြည့်စုံနေပြီဖြစ်တယ်။ဒါကြောင့်မလို့မငြိမ်သက်မှုဟာတနေ့ထက်တနေ့ရော့ရော့သွားမှာမဟုတ်ဘူး။ကဘာတော့ငြိမ်ချမ်းဖို့ရန်အတွက်ကြိုးစားနေတယ်။ကဘာကောင်းဆောင်တွေကလည်းငြိမ်ချမ်းရရဖို့ရန်အတွက်ကြိုးစားနေတယ်။လူတစ်မျိုးနဲ့တစ်မျိုးတနိုင်ငံနဲ့တနိုင်ငံငြိမ်ချမ်းဖို့ကြိုးစားနေတယ်။ဒါမဲ့မငြိမ်ချမ်းချမ်းစရာအကြောင်းတွေက များကြီးအများကြီးထပ်ထပ်ထပ်ပြီးတော့ပေါ်လာတယ်။ဤအရာကိုကြည့်တဲ့အခါမှာတမာကျန်းစာပြည့်စုံခြင်းဖြစ်တယ်။တမာကျန်းစာက ပြောပြီးသားဖယားသခင်ကအနာဂတ်အရာကိုကြိုမြင်ပြီးသားဖြစ်တဲ့အတွက်ကြိုပြောထားတာဖြစ်တယ်။ဒါကြောင့်မလို့ငြိမ်ချမ်းရေးရဖို့ငြိမ်သက်ခြင်းရဖို့လူအနေနဲ့ဘလောက်ပဲစူးစမ်းရှာရင်လည်းမရပါဘူး။ငွေနဲ့လည်းရှာလို့မရဘူး။ပညာနဲ့လည်းရှာလို့မရဘူး။တနိုင်ငံနဲ့တနိုင်ငံညှိနှိုင်းလို့လည်းမရဘူး။ စီးပွားရေးနဲ့လည်းရှာလို့မရပါဘူး။ဒါကြောင့်မလို့ငိန်သက်ချင်းဟာကဘာပေါ်ကနေပြီးတော့အခုခန်းချောက်ပျောက်ကွယ်နေပါပြီ။လူတွေရဲ့နှလုံးသားထဲမှာမရှိတော့ပါဘူး။ဒီလက္ခဏာဟာသခင်ယေရှုခရစ်တော်ဖျားပြန်ကြွလာမယ့်လက္ခဏာဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့မြင်ရပါတယ်။နောက်တစ်ချက်အနေနဲ့ဆက်လက်လေ့လာတဲ့အခါမှာနောက်ဆုံးသောကာလမှာလိန်တူဆက်ဆံခြင်းပြည်တနာတွေကဘာနဲ့အမွမ်းများပြားလာမယ်လို့တမန်ကျမ်းစာကဆိုထားပါတယ်။ လူကာအခန်းကြီး16အငယ်28နဲ့30မှာဗာပြောလဲဆိုတော့ထိုနေ့တူလောတာလက်၌လက်ထက်၌ဖြစ်တဲ့ကဲ့သို့လူသားပေါ်ထွန်းသောနေ့၌ဖြစ်လိမ့်မည်လို့ပြောပါတယ်လောတာခေတ္တုံးကလိုပဲတဲ့ခရစ်တော်ဖျားကြွလာတဲ့နေ့ရက်မှာဖြစ်လိမ့်မယ်လို့ပြောပါတယ်ဒီလောတာခေတ္တုံးကဘာတွေဖြစ်တာလဲကျွန်တော်တို့တမန်ကျမ်းစာကိုပြန်ကြည့်တဲ့အခါမှာလောတာခေတ္တုံးက မေထုံပြုတ်တဲ့အခါမှာနော်ယောက်ျားချင်းမေထုံပြုတ်တဲ့အခြေအနေမျိုး ကျွန်တော်တို့တွေ့ရတယ်။ကောင်းကင်တမန်ကိုယ်တော်မတရားသောမေထုံနော်လိန်ဆက်ဆန့်ခြင်းနဲ့ဆိုတာကျွန်တော်တို့တွေ့ရတယ်။ဒီတမန်ကျမ်းစာပြောတဲ့အတိုင်းပဲလော့တခစ်တုံးကလိုပဲအခုခစ်မှာတကယ်ပဲဖြစ်နေပါပြီ။ယောက်ကရှာတွေမိမရှာတွေပဂတိစိတ်ထားတွေပြောက်ပြီးတော့မှ လိန်တူဆက်ဆန့်တဲ့အမှုတွေများပြားလာပြီ။အင်္ဂလန်နိုင်ငံမှာလည်း လိန်တူဆက်ဆန္ဒခွင့်ပြုလာကြတယ်အမေရိကန်နိုင်ငံမှာလည်းလိန်တူဆက်ဆန္ဒကိုခွင့်ပြုလာတာမကဖျားเจ้าမာတောင်မှအသင်းတော်ပါဆိုတဲ့ဖျားเจ้าမာတောင်မှတရားဝင်လက်ထပ်ပေးတဲ့အသင်းတော်တွေတောင်ရှိတယ်တချို့ခရိယန်ကောင်းဆောင်တွေရတောင်မှတရားဝင်လက်ခံလာတယ်ဒါဟာချစ်ချင်းမြတ်တာဖြစ်တယ်သူတို့အချင်းချင်းချစ်တာဖြစ်တယ်ဆိုတော့ချစ်ချင်းမြတ်တာတခုတည်းကိုအကြောင်းပြပြီးတော့မှလက်ထပ်ပေးတာကျွန်တော်တို့ကြောက်မဲ့ဖွယ်ရကျွန်တော်တို့ကြားတွေ့ရပါတယ် ဒါကြောင့်ဤအရာဟာတမန်ကျမ်းစာပြည့်စုံနေပြီဖယားသခင်ယွန်ရှာပွဲတောတုံဂေါ်မောရာမြို့အကျင့်လိုဒီကနေ့ကဘာဟာဖြစ်နေပြီဖြစ်တဲ့အတွက်သခင်ယေရှုခရစ်တော်ကြွလာဖို့နီးပြီဖြစ်တယ်ချစ်တော်မိတ်ဆွေယောမအခန်းကြီး1ငွေ24တစ်ချက်26ကနေ29တစ်ချက်ဖတ်ကြည့်လိုက်ပါသူတို့ဒီမိမိတို့ကိုကာယဤအတရေကို အချင်းချင်းရှုံချမိအကြောင်းကိလေသာညှဉ်းညူးချင်း ယောက်ျားမိန်းမပဂတိထုံးစံကိုစွန့်၍လို့ပြောပါတယ်ပဂတိစန့်ကျင်ဘက်ထုံးစံကို လိုက်ကြ၏ပဂတိထုံးစံကိုစွန့်၍နော်စန့်ကျင်ဘက်ထုံးစံကိုလိုက်ကြ၏စန့်ကျင်ဘက်ဆိုတာကနော်ပဂတိထုံးစံဆိုတာကတကယ်တမ်းအိမ်အောင်ပြုတ်ရမှာကအမျိုးသားနဲ့အမျိုးသမီးဖြစ်တယ်ဒါပေမဲ့အဲ့ဒီပဂတိထုံးစံကိုစွန့်ပြီးတော့မှစန့်ကျင်ဘက်အမျိုးသားချင်းအမျိုးသားအိမ်အောင်ပြုတ်တယ် အမျိုးသမီးချင်းချင်းအိမ်တောင်ပြုတယ်တရိတ်ဆန်နဲ့အိမ်တောင်ပြုတယ်နော်ပြီးတော့မှကိုကိုကိုပြန်အိမ်တောင်ပြုတယ်ကျွန်တော်အများကြီးကြားဘူးပါတယ်ကြောက်เสียကောင်းပါတယ်ဒီအရာဟာဘုရားသခင်ယွန်တယ်ဘုရားသခင်အမျက်ထွက်တယ်လို့ယောမဩဝါဒကျမ်းအခန်းကြီး1မှာဒီလိုပဲဆိုထားပါတယ်နေ့တိအခန်းကြီး3အငယ်1နဲ့3ကိုဖတ်ကြည့်တဲ့အခါနောက်ဆုံးသောနေ့ရ၌လူသားတို့သည် ကိုကိုကိုချစ်နှစ်သက်ပြီးတော့မှမြတ်တာခေါင်းပါလိမ့်မယ် ကိုကိုကိုပဲချစ်တယ်ဒါကြောင့်အင်္ဂလန်နိုင်ငံကအမျိုးသမီးတယောက်ဆိုရင်ကိုကိုကိုပဲချစ်တဲ့အတွက်ကိုကိုကိုပြန်လက်ထပ်တယ်ဆိုတဲ့သတင်းကျွန်တော်ကြားရပါတယ်ဒါကြောင့်မလို့ဒီအရာဟာမြတ်တာတရားခေါင်းပါပြီးတော့ကိုကိုကိုပဲချစ်တယ်ကိုကိုကိုပဲတန်ဖိုးထားတယ်နောက်ဆုံးသောကာလတမန်ကျမ်းစာပြောပြချက်ပြည့်စုံနေပြီဖြစ်သောကြောင့်သခင်ယေရှုခရစ်တော်အခုကြွလာခဲ့ရင်မိတ်ဆွေဘယ်လိုပြင်ဆင်မလဲမိတ်ဆွေကိုခြိဆောင်ခြင်းတဲ့ကိုပါပါမလား မိတ်ဆွေရခရိယံပါမိတ်ဆွေရအတင်းသားပါလို့ပြောပေမဲ့မိတ်ဆွေဟာတကယ်တမ်းခရစ်တော်ဘုရားခြိဆောင်တဲ့အခါမှာမိတ်ဆွေပါဖို့ရန်အတွက်ယခုစိတ်ချမှုရပြီလားသခင်ယေရှုခရစ်တော်ကသခင်သခင်ဟုငါ့ကိုရှောက်တော်သူတိုင်းကောင်းကင်နိုင်ငံဝင်ရမှာမဟုတ်ဘူးလို့ပြောနေပါတယ်မိတ်ဆွေရခရစ်တော်ကိုသခင်သခင်ခေါ်ယုံနေတော့ဒီကနေ့ခရစ်တော်ဘုရားကြွလာခဲ့ရင်မိတ်ဆွေပါမှာမဟုတ်ပါဘူးမိတ်ဆွေရနှလုံးသားဟာဖခင်သခင်ရဲ့ဗိမ္မာန်အဖြစ်ဖခင်သခင်ကျင်းဝတ်လိုတယ်လို့တိတ်ကောအခန်းကြီး၃အငယ်၁၆မှာပြောပါတယ် ဒါကြောင့်မလို့လွန်ခဲ့တဲ့နှစ်ပေါင်း2000တုန်းကကြွလာပြီးတော့နွားတင်းကုတ်ထဲမှာကျင်းဝတ်တဲ့ယေရှုဖရာဟာဒီကနေ့ယေရှုခရစ်တော်ဖရာဟာမိတ်ဆွေရဲ့နှလုံးသားထဲမှာကျင်းဝတ်လိုပါတယ်မိတ်ဆွေရဲ့အသက်တာထဲမှာနေရာပေးမယ်ဆိုရင်မိတ်ဆွေရဲ့အသက်တာထဲကိုယေရှုခရစ်တော်ဖရာရောက်လာပြီးတော့မိတ်ဆွေရကယ်တင်ခြင်းရတော်သူထာဝရအသက်ရတော်သူဖြစ်ပြီးသခင်ယေရှုခရစ်တော်ကြွလာတဲ့နေ့ရက်မှာမိတ်ဆွေဟာကောင်းကင်ဘုံကိုခြိဆောင်ခြင်းခံရမယ်ဖြစ်တယ်ဆိုတာဒီကနေ့အသက်တာမှာဆင်ခြင်ဖို့ရန်အတွက် အာနောက်ဆုံးသော ကာလအပိုင်းသုံးအနေနဲ့ဓမ္မမိတ်ဆွေကိုအားပေးဝေငှပါတယ်အသက်တာကိုပြင်ဆင်နိုင်ဖို့အရောက်စတိုင်းကိုဖရာသခင်အစ်တပံကောင်းကြီးပေးပါစေ။ဒီကွယ်အဖေဂျာစစ်စေလောင်စားစီပြေထဲ၍ Joe, Joe.